next generation อ่ะยังป้อเป็ดตัวบีหม่านเนี่ยจม่าบอกป่ะเอามั้ยနိုင်ငံတော်အလံအခုရုပ်ရှင်ရုံနေဒီမှာဒီကခလေးပြောလို့နိုင်ငံတော်အလံလေးထပြပြွားมาတဲ့ဆိုလို့ဟေးနိုင်ငံတော်အလံလေးပြွားมาပေါ့နိုင်ငံတော်အလံဆိုတာဒီနိုင်ငံမှာနေတာဟုတ်တယ်လားဒီနိုင်ငံရဲ့နိုင်ငံတော်အလံလေးပြွားมาပေါ့နိုင်ငံတော်အလံကိုအခုရုပ်ရှင်ရုံနေဒီမှာကြည်လို့ရှင်နိုင်ငံတော်အလံနေမတည့်ရလိုက်တဲ့သူကပဲအယူလို့လုံးနေเนาะတိလာလောက်တာနောက်ဆိုအဲ့ဒါတွေလည်းအေးယူပါမှာတိလာအေးယူရယူရမှာယူရမှာ နိုင်ငံတော်အစိုးရအနေနဲ့အဲ့ဒါတွေကိုလေဘာဖြစ်လဲနောက်မျိုးဆက်တဆက်မှာဒါတွေကလေမဟုတ်ရင်ဒါပေါ့ပေါ့လေးနဲ့ပဲဒီတိုင်းထားလိုက်လို့ရှိလို့ရှိရင်လေပျောက်ပြက်သွားတော့မှာတိလားကျွန်တော်တို့ရိုးရရားမှာမနေ့၈ရက်အစိုးရယုံနေနော်အစိုးရယုံနေနောက်တစ်ခါအာကျောင်းနေဌာနဆိုင်ရာတွေခုနလိုစူပါမားကတ်ကြီးတို့ဒီလိုဒါမျိုးတွေအဲ့လိုမျိုးတွေမှာနော်နောက်တစ်ခါပန်းစံနေတဲမှာ နိုင်ငံတော်အသင်းကိုဖွင့်တယ်။ဘာလုံနေလုံနေနိုင်ငံတော်အသင်းအကောင်လုံးမတက်ရက်တယ်။ဘလောက်ချစ်စရာကောင်းလဲ။ဘလောက်ချစ်စရာကောင်းလဲ။နော်။ဆိုတော့နိုင်ငံတော်အသင်းနိုင်ငံတော်အလံကိုအလေးပြုတာဒီနိုင်ငံတော်တချင်းကို ကျမတို့ကအယုသေးပေးပြီးတော့မှဒီလုံလောက်တာဒီဟိုလူထောက်ခံတာဒီလူထောက်ခံတာဟိုလူဘက်ကမလို့ဒီလူဘက်ဒါနေနဲ့ဘာမှမဆိုင်ဘူးနိုင်ငံတော်ဒီနိုင်ငံတော်ပဲနိုင်ငံကိုကိုစားပြုတာပဲ တင်လာအဲ့တော့ကျမတို့ငငယ်တုန်းကဆိုရင်မနက်မိုးလေးဆိုလို့ရှိရင်လေတန်းကစားအကြောင်းကစားဟိုကွင်းထဲမှာလေကျမတို့အကုန်တန်းစီရတယ်ကျောင်းအောင်ကြီးကကျောင်းသားတွေကိုမိတ်စကားပြောတယ်ကျမတို့နေမာနေကနေမာနေကကျောင်းအောင်ကြီးကစတိတ်စင်ပွားနေကျောင်းသားတွေစကားပြောတယ်ပြီးရင်နိုင်ငံတော်အလံနိုင်ငံတော်တချင်းဆိုရတယ်နိုင်ငံတော်အလံကိုအလေးပြုရတယ်အဲ့ဒီကနေမှအခန်းထဲကိုတန်းစီပြီးတော့မှဝင်တယ်ဒါကျမတို့နေမာတော့ကလေကျမတို့လိုက်ကော်မာနေတော့ဆိုတဲ့အတိုင်းမဲ့ တန်းစီကွင်းထဲမှာလေဘောလုံးကွင်းထဲမှာလေကျောင်းဒီကွင်းထဲမှာတန်းစီရတယ်အကုန်လုံးအတန်းပေါင်းဆောင်အကုန်လုံးဆီယာမတွေရောကျောင်းကြီးကနေပြီးတော့မှအဲ့ဒါဒီဒီစတိတ်ဒီလိုခုံမောကနေပြီးတော့မှအုတ်ခုံလေးရှိတယ်အင်းအုတ်ခုံမောကနေပြီးတော့မှကျမတို့နိုင်ငံတော်တချင်းအကုန်လုံးဆိုတယ်နိုင်ငံတော်အလံကိုအလေးပြုတယ်ပြီးရင်ကျောင်းကြီးကမာကြားစရာရှိရတယ်ဆုံးမစကားတွေပြောတယ်ပြောပြီးသွားပြီဆိုကိုအတန်းကိုစီကိုစီကိုအတန်းနဲ့ဝင်အတန်းနဲ့ရောက်ရင်ဖျားရှိခိုးရတယ်ဘာသာကြားတွေအနေနဲ့ကတော့ငုတ်တုတ်ထိုင်နေလို့ရတယ် နော်ဘာသာကြားတွေကငုံတုတ်ထိုင်နေကျွန်တော်ဒီလိုပဲဖြတ်တန်းလာတာပဲနော်ဆိုတော့အခုနောက်ပိုင်းကြားတဲ့ခါကျတော့အဖះရှိခိုးတာတွေဘာတွေအလေးထားတွေအကုန်လုံးနေပျောက်သွားတာတွေဘာတွေနဲ့ဆိုတော့ကလေးတွေရဲ့အတိထဲမှာလည်း ဒီစာတင်ကြောင်းကနေကျွန်တော်တို့အိမ်ကနေမိဘတွေကတခုတ်တည်းကတင်စီရမလို့စာတင်ကြောင်းကနေတင်ပေးလိုက်တာဩဃသာနော်ဖခင်ရှိခိုးနီးတွေပါလေစာတင်ကြောင်းကနေတက်လာတာစာတင်ကြောင်းကနေတက်လာပြီးနားထဲမှာဆွဲလာတာနေ့စဉ်နဲ့အမျှအတန်းတိုင်းအတန်းတိုင်းကနေဆွဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရင်ကျင်းမှုတွေကလေစာတင်ကြောင်းတွေကနေအဲ့တော့စာတင်ကြောင်းတွေမှာဖခင်ရှိခိုးစီရမလို့တော့ဘူးဆိုတော့ခလေးတွေလည်းဖခင်စာတွေလည်းမတက်တော့ဘူးဖခင်ဩဃသာဆိုတာလည်းဘာမှမသိတော့ဘူးနော်တရဏဂုံဆိုတာလည်းဘာမှမသိတော့ဘူးသိလားအာကျန်တဲ့ဖခင်စာတွေဆိုတာတော့ဝေးတော့ဩဃသာနဲ့တရဏဂုံတော့မသိတော့ဘူးအဲ့လိုမျိုးတွေဖြစ်တာဆိုတော့ နိုင်ငံတော်အလံကိုဥညွတ်အလေးပြုရတာရှက်စရာကိစ္စမှမဟုတ်တာဟုတ်လားကျွန်မလာမဆဲနဲ့နော်ကျွန်မလာဆဲလဲကျွန်မဂီယူဆိုင်မှာမဟုတ်ဘူးသိလားဆိုတော့နိုင်ငံတော်အလံကိုဥညွတ်အလေးပြုရတာဘယ်ပါတီဘယ်အဖွဲ့အစည်းနဲ့မှလည်းမဆိုင်ဘူးနိုင်ငံတော်အလံဆိုတာနိုင်ငံနဲ့နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တဲ့ဟာနိုင်ငံတော်အလံကိုအလေးပြုတာဘယ်သူမှထောက်ခံတာဘယ်သူမှမထောက်ခံတာနဲ့မဆိုင်ဘူးနိုင်ငံတော်တချင်းနိုင်ငံတော်အလံဆိုတာ နော်ယူရီးယားမှာဆိုတိတ်ချစ်စရာကောင်းတယ်နည်းနည်းကဘာကြီးကိုလည်းမျက်စိဖွင့်ပြီးကြည့်ကြည့်လိုက်အောင်၈နာရီဆိုရင်နိုင်ငံတော်သတင်းဖွင့်တယ်ဘန်းဂျန်နေထဲမှာအဲကျမတို့ဒီမှာလည်းဒီလိုတွေလှုပ်ပေးတင်တယ်နော်ဘန်းဂျန်နေထဲမှာအာကျမတို့ယုံနေမှာအကုန်လုံး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  လမ်းလျှောက်နေရင်အကုန်လုံးမတက်ရက်ပြီးတော့မှအကုန်လုံး respect ပြအဲ့အချိန်ဆိုအားလုံးငြိမ်တမျိုးလုံးငြိမ်ကြသွားတာเนาะအဲဒီဒီတချင်းနေကြားနေရတဲ့ဟာကျွန်တော်တို့ဒီလိုမျိုးဒီလို sky walk ဒီလိုလျှောက်တဲ့စီရင်မှာဆိုလဲဒီ speaker တွေနဲ့အတန်တွေကထွက်လာတာအဲ့ကြောင့်အကုန်လုံးလမ်းလျှောက်နေရင်အကုန်လုံးရက် respect တိလာအဲ့တော့နောက်မျိုးဆက်ကိုဒါဒီလက်ဆင့်ကမ်းပြီးတည်သွားဖို့လိုတယ်เนาะတဖြည်းဖြည်းနဲ့ပျောက်ွယ်လာတယ်တဖြည်းဖြည်းနဲ့ပျောက်ွယ်လာတယ်မျိုးချစ်စိတ်ကအဲ့ဒီမှာအခြေခံတာပဲလိုအပ်တယ်เนาะအဲ့လို ရုပ်ရှင်ယုံနေတဲ့ဒီမှာဆိုပို့ဆိုးတယ်နော်မထကြဘူးအဲ့တော့ရုပ်ရှင်ယုံနေနေမှာမထရင်ဒဏ်ရနိုင်ငံတော်အလန်လာတယ်မတရက်အလေးမပြုတ်ဘူးလားမထဘူးလားထိုင်ရမပြတ်ဘူးလားရှိတယ်နော်ထိုင်နေတာတွေသိလားနော်အဲ့ဒါဆိုရင်ဒဏ်ရအေးอยู่အဲ့လိုမျိုးမှကျမတို့ကတစ်ခါတလေကြရင်အဲ့လိုမျိုးတွေဥပဒေနဲ့ပြဋ္ဌာန်းမှရတာမကြောက်ဘူးမဟုတ်လို့ရတော့နော်ဒီခေတ်ဒီကာလလူတွေရဲ့ဇယိုက်နဲ့စိတ်နေစိတ်ထားတွေကပိုတောင်ဆိုးသေးတယ်သိလားနော်ဂယုမဆိုင်တဲ့အထာတွေလေအဲ့တော့ ဒံငွေတို့ခုနလိုမျိုးဘာပြစ်မှုပြစ်ဒဏ်လို့ဒါမျိုးမှကြောက်တာဆိုတော့ဒါမျိုးနဲ့ပြန်ပြီးထိန်းကုတ်มาရမှာဒါမျိုးနဲ့မဟုတ်ဘဲနဲ့ညာလို့ရှိလို့ရှိရင်ဒီလိုနဲ့ပဲပျက်စီးပျက်စီးပျက်စီးနဲ့နောက်ဆုံးပျောက်သွားမှာပဲဟုတ်တယ်လားအဲ့တော့နိုင်ငံတော်အလံသည်အယုသေးပေးရမယ်နိုင်ငံတော်တချင်းနိုင်ငံတော်အလံသည်ဘယ်သူ့ကိုထောက်ခံတာဘယ်သူ့ကိုမထောက်ခံတာ ਨੇ ဘာမှမဆိုင်ဘူးနိုင်ငံတော်အလံသည်နိုင်ငံသားတိုင်းကိုကိုစားပြုတယ်နိုင်ငံတော်အလံကိုဥညွတ်ရမယ်ဒါပဲကျွန်မစိတ်သက်ကတော့အဲ့ဒါပဲ ဖြစ်စေချင်တာတဲ့ဖြစ်တင်တာဒီအမိလဲတဲ့ငါသမီးအတိုင်းပဲတဲ့ယဉ်ကျေးမှုဝင်ကြီးလောက်ပါလားဆိုတော့ဟုတ်တယ်မေတို့တခါတလေကျရင်အဲ့လိုစဉ်းစားမိတယ်ဘာဖြစ်လို့လဲဆိုတော့လေအခုလူလူချင်းနေအမြင်မတော်တာတွေဝင်ပြောတာပေါ့နော်တိုင်းပြည်မှာဒီလိုစပီကာတွေလိုအပ်တယ်ဒီဟုတ်တယ်လားစပီကာတွေလိုအပ်တယ်ကျွန်တော်တို့လိုက်ပြီးတော့မှအချင်းချင်းထိန်းကြောင်းတဲ့စပီကာတွေလိုအပ်တာပေါ့အဲ့တော့ကိုကလေအဲကျမလေးဘာပဲဖြစ်ဖြစ်ကျမ ပါတယ်ကျမပြောတယ်ဆိုကျမလေအဲတိုင်းပြည်အတွက်လိုအပ်တဲ့ကိစ္စမျိုးမှာပဲပြောပါတယ်အများနဲ့လိုအပ်တဲ့ကိစ္စမျိုးပဲပြောပါတယ်ကျမ personal တွေမပြောပါဘူးเนาะ personal ကိစ္စတွေမပြောပါဘူးသိလားဟိုအများကိုထိခိုက်နိုင်တဲ့ကိစ္စမျိုးတွေအများကလည်းတိုင်းပြည်လုံးကလည်းစိတ်ဝင်တစားနဲ့ဝင်ပြီးပြောတဲ့ကိစ္စမျိုးတွေပဲကျမပြောပါတယ်ကျမမပြောပါဘူးသိလားဆိုရက်ကကြာတော်ယုံ personal တွေကိုကျမတော်ယုံမဟုတ်ပါဘူးလုံးဝကိုကျမ personal တွေဆိုမပြောပါဘူးเนาะဆိုတော့ကိုယ့်ကို personal attack လုပ်ရင်တော့မှကျမပြန်ပြီးတော့မှတုံ့ပြန်တာခင်းရင်းပါတယ်เนาะဆိုတော့ ါပေမဲ့အဲ့လိုမျိုး speaker တွေအဲ့လိုမျိုးပြောပေမဲ့လူတွေကဘာဖြစ်လဲဆိုတော့ပုပ်ကိုရေးအရမုန်းတီးမှုနဲ့ပေါ့ပုပ်ကိုရေးအရမုန်းတီးတာဘာဖြစ်လို့မုန်းတီးတာလဲဆိုတော့အငုံစိတ်ပေါ့လူတယောက်အောင်မြင်နေတာအဲကိုမုန်းတီးတာပေါ့မိန်းမချင်းတွေပို့ဆိုးတယ်မိန်းမတွေသိလားမိန်းမတွေပို့ဆိုးတယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့သူတို့ကလေမုန်းတီးတဲ့ခါကျနေရာကပါတယ်သူတိသူတက်သူတာလင်းဆရာမကြီးအဲဒီလိုမျိုးပြောတယ်အဲ့တော့ ဟိုကျမတို့အချင်းချင်းကနေပြောပြီးတော့မှ speaker တွေအနေနဲ့ပြောရတာကြတော့ကျမတို့မှပြန်ပြီးတော့မှအဲတချို့သောသူတွေရဲ့တိုက်ခိုက်မှုကိုခံရတာပေါ့နော်အဲ့တော့တခါတလေကြရင်လောက်ပိုင်ခွင့်ရခြင်းနဲ့အာနာရခြင်းနဲ့ဆိုတာကလေဒါဆိုရင် ပြောလို့ရတယ်သိလားဒါဆိုရင်ပြောလို့ရတယ်ဒါဆိုရင်လုပ်လို့ရတယ်အဲ့တော့မဟုတ်ဘဲနဲ့ကျမတို့ဒီတိုင်းပဲ speaker အနေနဲ့ပြောနေတာကြားတဲ့ခါကျတော့ လောက်ရပြောရတာကအစင်မပြေဘူးကို့ကိုပြန်ပြီးတော့မှနေရတာကပါတယ်လို့ဘာဖြစ်တယ်လို့ညာတယ်ကျမပြောနေတဲ့ကိစ္စတွေကိုပြန်ပြီးတော့မှစဉ်းစားကြည့်ကြည့်လိုက် ကျွန်မတိုင်းကျိုးပြည်ပြူကိစ္စပဲပြောတယ်တိုင်းကျိုးပြည်ပြူကိစ္စတွေအများတနိုင်ငံလုံးကစိတ်ဝင်စားတဲ့ hot issue တွေပဲပြောတယ်နောက်တစ်ခါလူအများထိခိုက်စေမဲ့ကိစ္စလေး MLM ကိစ္စမျိုးဆိုလို့ရှိရင် personal တွေသူကသူထိခိုက်ခြင်းထိခိုက်သွားလိမ့်မယ် MLM ရောင်းတဲ့သူတွေထိခိုက်သွားလိမ့်မယ်ဒါပေမဲ့အများပြည်သူရဲ့ကျန်းမာရေးစီးပွားရေးမထိခိုက်ဖို့အတွက်ကိုကျွန်မပြောတယ်နော်ဆိုတော့လေအာဒီလိုမျိုးပေါ့တချို့မသိသေးတဲ့အသိနည်းတဲ့ဟာခုနက stock တွေတော့ကိစ္စမျိုးဆိုကျွန်မအလင်ခံရမှာဆိုလို့ဆိုကျွန်မဒါမျိုးပြောရဲဒါဆိုရင်သူ့အတွက်တော့ကျွန်မ personal ဖြစ်သွားလိမ့်မယ် ်ဒါပေမဲ့ကျမကအများမခံရအောင်လို့မလို့ကျမပြောခဲ့တယ်နော်နောက်တစ်ခါဂိမ်းပေါင်း900ကျမပြောတယ်ဂိမ်းပေါင်း900ကိုကြော်ညာနေတဲ့သူတွေဆိုပြီးပြောတယ်ဒါဒီကျမ personal attack တွေလုပ်နေတာမဟုတ်ဘူးဒီဂိမ်းပေါင်း900ကြောင့်မလို့လူအများဒုက္ခရောက်မှာမလို့ကျမပြောခဲ့တာနော်အဲ့တော့နေရာတကာပါတယ်နေရာတကာပါတယ်ဟိုတယောက်လိုမျိုးပဲဟိုတယောက်နောက်လိုက်ရတော့မယ်ပြောအောင်ကျမဟိုတယောက်နဲ့တူလို့လားတူလို့လားကျမဘသူ့ကိုဘလို့ဝတ်တယ်လို့ဘလို့စားတယ်လို့ဘလို့လုပ်တယ်လို့ကျမပြောဘူးလားမပြောဘူးเนาะ မလုတ်ခဲ့ဘူးเนาะတိုင်းချိုးပြည်ပြူကိစ္စပဲကျွန်မပြောတာဟုတ်တလားကျွန်မချစ်ချင်းမုံညင်ခရူးမဆိုင်ပဲနဲ့ပြောတာเนาะဆိုတော့အဲ့တော့တခါတလေကြာလဲပြုံးရတာလीမောပြောလဲပြောရသေးတယ်အစင်းလဲခံရသေးတယ်အဲ့တော့တခါတလေကြာတော့စဉ်းစားမိတယ် အာနာလုတ်ပိုင်ခွင့်အာနာရချင်တယ်။အော်လုတ်ပိုင်ခွင့်အာနာရရင်အဲ့တရုတ်ပြက်မိန်းမတွေကိုကျွန်မအရင်နှိမ်နှင်းမှာတရုတ်ပြက်မိန်းမတွေဒီလိုမျိုး မထွန်မနှမ်းလုတ်နေတဲ့မိန်းမတွေနော်ဂုံတိတ်ခါကြောက်အောင်လုတ်နေတဲ့မိန်းမတွေနောက်တစ်ခါမရင်ငယ်မတွေကျွန်မအဲ့လိုမျိုးတွေအရင်နှိမ်နှင်းပါသေးလားနော်။သူများလင်ရှိရဲ့သားနဲ့မိသားစုရှိရဲ့သားနဲ့သူများလင်ကိုနှိုက်တဲ့မိန်းမတွေကျွန်မအဲ့လိုမျိုးတွေကိုအရင်နှိမ်နှင်းစင်တာသိလား။ဆိုတော့လေအဲ့ဒါလုတ်ပိုင်ခွင့်ရဖို့လိုတယ်။တစ်ခါတလေစဉ်းစားမိတာပါနော်။ ောစဉ်းစားမိတာပါအဲ့လိုအဲ့လိုဆိုတော့လေအဲ့တော့နားရက်ကလေးအဲ့လိုပဲဟိုဟိုကြည့်ဒီကြည့်ဆို TikTok တွေမှာပေါ်လာတာပေါ့တယောက်ပေါ်လာရင်အများကြီးတောက်လျှောက်ပေါ်လာတာပေါ့ကျမလေးစဉ်းစားတယ်သိလားတခါတလေကြရင်လေကျမနိုင်ငံကြီးတွေပါလေစိတ်ဝင်စားပါဘူးသိလားน้องโอ้จม่าเจเนอะอย่าเลยจม่าเสิมวนแล้วดาเม็ดเลยจม่าเลยตะคาตะลีจ้ะลุษิญเลยลุบป่ายควินยะฉันเลยติมาลุบป่ายควินยะฉันเลย အဲလုတ်ပိုင်ခွင့်ဘာရကြင်လဲဆိုရင် အမျိုးသမီးတွေကိုစီကံထိန်းသိမ်းရေးပေါ့လေကျွန်မလုတ်ပိုင်ခွင့်ရကြင်တယ်ဘလို့အမျိုးသမီးတွေလဲဆိုလို့ရှိရင်အခု TikTok တွေပေါ်လာတော့ TikTok တွေမှာပို့ပြီးတော့မှစိုးတာပေါ့နော်ဒီစိုးစိုးဝါးဝါးနဲ့ဒီလျက်ပေါ်လော်လီအမြင်မတင့်ဟာတွေဟိုကောင်မလေးတွေငယ်ငယ်လေးတွေလှုပ်လို့မလို့ဆိုရင်လဲထားတော့နော်ငယ်ငယ်လေးတွေမလို့သူကသူ sexy ကြတာတော့သူကသူဂျန်နဲ့ဂျန်နဲ့ဟာတွေရဲ့သူတို့ရဲ့ ငွေငွေရလန်းနေကြမလို့ဖော်တာပြတာဖြဲတာခွဲတာဆိုထောင်းလိုက်တော့တေဟန်နီးနေရလုံနေတာတွေအစီတရေအသားတရေတရလုံနေတာတွေကိုလေကျမလေးအရန်အသေးတွေရတယ်တိလားဒီဆိုရှယ်ပေါ်မှာလို့ဒီလိုမျိုးတွေလုတ်တယ်ဆိုတာလို့เนาะဟိုနိုင်ငံနဲ့လည်းသက်ဆိုင်တယ်เนาะဟာဒါပဲသူတော့တောင်ရုပ်ပြည့်စင်းပြန်နေဒီလောက်တောင်မှအောက်တန်းကြားကြတွေနဲ့ဒီလောက်တောင်မှအစင်တန်းနေနေနေဘယ်နိုင်ငံကလဲဆိုမြန်မာဆိုသိပါပြီ နော်မြန်မာဆိုသိပါပြီဆိုတော့လေဟာတချို့ဆိုလေအောက်ခံပေါင်းမိနေနဲ့ဟိုတနေ့အောင်လဲတွေ့လိုက်တဲ့ကောင်မလေးတယောက်ဆိုဘော်လီနဲ့ မွေးငါထိုင်စားနေတာတွေ့လိုက်တယ်နော်ဆိုတော့အွေလေးငယ်ငယ်လေးပါပဲဘော်လီနဲ့မွေးငါထိုင်စားနေကျမကောမန့်နေဝင်ဖက်ကြည့်တော့လေတချို့ကလည်းမတက်မြောမတက်ဆိုပြီးလဲပြောထားတာကြီးလဲအများကြီးပေါ့နော်တချို့ကလည်းဘာပြောလဲဆိုတော့အမလေးကကောင်းနေတယ်ကြည့်လို့ကောင်းတယ်တချို့တွေတဲ့ဘာဖြစ်လဲတဲ့ဘော်လီနဲ့စားတော့တယ်အဲတချို့တွေမိန်းမကောင်းမလေးဝတ်တယ်ဟာဆိုလို့ရှိရင်ဘော်လီထက်တောင်မှစိုးတဲ့ဟာမျိုးတွေနေတယ်ဝတ်တာတွေတောင်ရှိသေးတယ်သူ့ဘော်လီကမှလုံညုံသေးတယ်ဆိုတဲ့ကကြတော့ကျမတို့စီကလူတွေရဲ့ အတွေးအခေါ်တွေနဲ့ညံရင်ညံသွေးတွေအလောက်နှိမ်သွားပြီနော်ဆိုတော့ဘောလီဆိုတာက အတွင်းကံမှာဝတ်တဲ့အဝတ်အစားနော်ဘရာစီယာတို့ဘောလီတို့ဆိုတာအတွင်းကံမှာဝတ်တဲ့အဝတ်အစားဖြစ်တဲ့အတွက်ကြောင့်မလို့အတွင်းမှာပဲရှိရမယ်ခုနကလို့ပေါ့အော်ဒီ crop dot တွေဝတ်ဝတ်တယ်လို့မျိုးအာဝတ်လို့ရတဲ့အဝတ်အစားမျိုးမဟုတ်ဘူးကြိုးတလုံးတွေဝတ်တယ်လို့မျိုးဝတ်လို့ရတဲ့အဝတ်အစားမျိုးမဟုတ်ဘူးကြိုးတလုံးဝတ်ချင်ကြိုးတလုံးဝယ်ဝတ်လိုက် ် crop dot တွေဝတ်ချင်တယ်ဆို crop dot တွေကိုဝယ်ဝတ်လိုက်ဘွန်လီသည်မမြင်အပ်တဲ့နေရာမှာဝိငှားတဲ့အဝိအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဘွန်လီဟာ crop dot ဝတ်တယ်လို့မျိုးဝတ်လို့မတင့်တယ်ဘူးเนาะအခုနကြိုးတလုံးဝတ်တယ်လို့မျိုးဝတ်လို့မတင့်တယ်ဘူးเนาะနောက်တစ်ခါလေးဟိုကို့အရွယ်လေးနဲ့ကိုကအချိန်ကြရင်တစ်ချိန်ကြရင်သမီးငယ်တွေကိုလည်းပြောချင်တာကတစ်ချိန်ကြရင်ကိုကလေးကအသက်ကြီးလာမှသမီးတို့က အသက်ကြီးလာလို့ရှိရင်အိမ်ောင်ရက်သားတွေကြအောင်ပါဟုတ်တယ်လားနော်ကိုဘဝမှာလေအမင်းဆက်ဆိုတာမရှိခဲ့စေနဲ့အဲ့ဒီဟာတွေကတစ်ချိန်ကြလို့ရှိလို့ရှိရင်ပြန်လှန်စရာအမင်းဆက်တွေဖြစ်တယ်သူများကပြန်ပြီးတော့မှကိုကိုလေ အောက်ဖင်းလန်စရာဟာဖြစ်သွားမယ်တချိန်ကျရင်ဒါရင်ဟာရှက်စရာဖြစ်သွားလိမ့်မယ်အခုချိန်မှာတော့ရှက်စရာအလုံးမြင်ချင်မှမြင်လိမ့်မယ်เนาะအခုအသက်ရွယ်မှာရှိနေတဲ့အတွေးခွန်ရင်အတိအမြင်ရင်အဲရှိနေတဲ့အနေထားတွေရဲ့တက်သွားတဲ့ချက်ဖတွေဖြစ်နေတာရင်နဲ့ဆိုတော့လေရှက်ရတာကိုရှက်ရမှန်းကြောက်ရတာကိုကြောက်ရမှန်းတိချင်မှတိလိမ့်မယ်အသက်ရွယ်တစ်ခု အချိန်တစ်ခုကိုရလာပြီဆိုလို့ရှိရင်တော့လေဓာရီဟာရှက်စရာကောင်းမှန်ဓာရီဟာမလုံတင့်ခဲ့မှန်အဲကြလို့ရှိလို့ရှိရင်ဂျာမကိုယ့်အောက်ဖဲလန်လို့ရှိရင်မရတော့ဘူးเนาะဒါကြောင့်မလို့အောက်ဖဲလန်စရာမရှိအောင်နေပါထိုင်ပါနောက်တစ်ခါတေကန်ကြီးအမကြီးများလဲလေအနောက်အမကြီးဆိုဒီချက်ဒီတော့ဒီလိုဒီလိုတွေအများကြီးပဲအဲ့လိုဂေါ်လီတက်တူးတွေနဲ့အဲ့လိုတွေနဲ့ရောเนาะဘာဖြစ်လို့လဲကျွန်မပြောမယ်ဟိုဝါးချီသားဘောင်းမီကိုဆိုတာကျွန်မတို့အမျိုးသမီးတွေ ဒီလိုဘောင်းမီဝတ်တယ်ဆိုအဲ့ဝါးချီသားဘောင်းမီဆိုတာအသားပေါ်မှာကန့်နေတာအမြောင်းဆိုရင်အမြောင်းလိုက်အထစ်ဆိုရင်အထစ်လိုက်အရာဆိုရင်အရာလိုက်ဖြစ်တဲ့ဟာကိုအဲ့ဒီနေရာကိုမပေါ်ပေါ်အောင်လို့မပေါ်ပေါ်အောင်လို့ဖော်ပြီးတော့မှလုတ်ပြနေတာတွေလေမရက်ဘူးလားလို့လူငယ်တွေမလို့ပြောရတယ်ဆိုလဲထားပါတော့လူကြီးတွေဒါကြောင့်မလို့ကျမတခါတလေစဉ်းစားတယ်ကျမလုတ်ပိုင်ခွင့်ရချင်တယ်လို့သိလားကျမလုတ်ပိုင်ခွင့်ရအဲ TikTok ပေါ်ကအဲတရုတ်ပြက်တွေကိုကျမအရင်ဆုံးနှိမ်နေမှာ သိလားကျမသာလုတ်ပိုင်ခွင့်ရတယ်ဆိုရင်လေကျမအဲ့ TikTok ပေါ်မှာ ပောက်လို့ပေးစားပောက်ပန်း50အမြင်မတင့်တော်တဲ့ဒီအောက်တန်းစားအပြုတ်အမှုတွေကိုကျမလည်းအရင်ဆုံးနေနေမှာ အာ TikTok ပေါ်မှာဆိုဒါလေးရှိပါတယ်เนาะပုံစံမျိုးစုံနဲ့ပေါ့ကျွန်တော်တို့လည်းဒါ social ပေါ်မှာရင်တည်နေရတာ market တစ်ခုအနေနဲ့ TikTok ပေါ်မှာရှိရတာပေါ့เนาะဒါပေမဲ့ immediate ကိုကျွန်တော်တို့လည်း trend trend ဆိုတိုင်းအဲ့ trend တွေရဲ့နောက်ကိုကျွန်တော်တို့မလိုက်ဘူးကိုယ့်ရဲ့ပုံစံအတိုင်းပဲသွားတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းရှိပါတယ်เนาะကိုယ့်ရဲ့ပုံစံအတိုင်းပဲသွားတယ်အဝတ်စားဝတ်တာအစစက်တည်ရှိအောင်ဝတ်တယ်ထိုင်နာအစနေနာအစเนาะအဲဒီလိုမျိုးလေးဖြစ်တယ်ပေါ့เนาะကျွန်တော်ဆိုဒါဘာပဲဖြစ်ဖြစ်ကျွန်တော်ခန္ဓာကိုယ်ဆိုရင်ကျွန်တော်ဆိုဒါရင်ပတ်ဆို အရွယ်အစားတစ်ခုမှရှိတဲ့နေခန္ဓာကိုယ် body structure မျိုးဆိုရင်တော့ကျွန်မအင်းကြီးအရန်ကက်ကက်ဆိုရင်တော့မလီအမြင်နဲ့အပေါ်ဓာတ်ကလေးတစ်ထပ်ဖြစ်ဖြစ်လုံအောင် ကာဒီကန်လေးဖြစ်ဖြစ်ထပ်လိုက်တာမျိုးအပားလေးဖြစ်ဖြစ်ထပ်လိုက်တာမျိုးကျွန်မလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါကို highlight လုပ်ပြီးတော့မှသူများကကိုယ့်ကိုပြောတာဆိုတာလဲကိုမခံနိုင်ဘူးเนาะတားပြောမရပြောပြောတာလဲကိုမခံနိုင်ဘူးဒါကြောင့်မလို့ကိုဟာကိုသူများမပြောစရာမရှိအောင်ကာကွယ်ပြီးပဲหนีလိုက်တယ်เนาะကာကွယ်ပြီးပဲဝစ်လိုက်စားလိုက်တယ်ပေါ့เนาะအဲတချို့ဆိုရင်ယောက်ျားတွေ comment တွေလာရေးတာကျွန်မထဲမှာလဲလာရေးတာ3-4ယောက်ရှိတယ်ဆိုဒါဆိုကျွန်မစိတ်ထဲမှာကျွန်မတွေးလိုက်ပြီးငါ့ကိုဒီလိုမြင်သူတို့ဒါကိုကြိတ်တတ်ပါလားဒီလိုပြောတတ်ပါဒါဆိုငေါ့နာနောက်ဝယ်စားဝင်ဒီထက်ချောင်ချောင်ချီချီ ီပွားပွားရရမပေါ်လွင်တဲ့ဟာမျိုးပေါ်လွင်နေရင်လည်းအပေါ်ကထက်ပြီးဖုံးတာမျိုးငါကာကွယ်ရမယ်ကိုဟာကိုကိုကဒီလိုကာကွယ်ရတယ်ရှက်တက်ရတယ်စောက်တက်ရတယ်နာတက်ရတယ်နော်ဆိုတော့လေအဲ့တော့ hit the order ပါလို့ခေါ်တာပေါ့နော်အဲ့ဒါအဲ့တော့အခုကျတော့အမျိုးသမီးတော်တော်များများမဟုတ်ဘဲနဲ့သူပြိုင်ကိုပြိုင် အဲ့တော့အတွမြင်အသက်တယ်မဟုတ်တနည်းဆိုကျွန်မကလေးလေးတယောက်မှာကလေးလေးမှာဘယ်လောက်ရှိမလဲလင်းကားနှစ်ပဲရှိအောင်မယ်ကလေးလေးတယောက်ကိုကျွန်မတက်လာတော့တွေ့လိုက်တယ်တိလာအဲ့ကလေးလေးရဲ့အမှုရာဟာလေကျွန်မတို့အခုအခုဒီ TikTok မှာအများလုံးနေတဲ့ဒီ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 ကိုတချမ်းစောင်းပြီးဖင်ရမ်းတဲ့အမှုရာလာเนาะဒီလိုဒီလိုရမ်းနေတာပြီးတော့ဒီလိုကတာလေဒီလို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 လေဒီလိုဒီလိုကျွန်မတို့တော့မလုပ်တတ်ဘူးเนาะဒီလိုဒီလိုလေဒီလို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 လေလုပ်တဲ့အမှုရာအဲ့ကလေးလေးကတစ်ထပ်ထည့်အကုန်လုပ်တတ်တယ် သိလားအဲ့ဒီဒီလိုဒီလိုတွေကတာလေဒီလို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 ကျမမလုပ်တတ်ဘူးသိလားအဲ့လိုဒီလိုဒီလိုခြေတော့ကိုဒီလိုလုပ်ပြီးဖင်ဖင်တချမ်းရမ်းပြီးတော့ကတဲ့ဟာတွေလေဒီလိုဒီလိုလုပ်လုပ်ပြီးကတဲ့ဟာအဲ့ဒါတွေအဲ့ကလေးလေးကအကုန်ကတ်တတ်တယ်အတုမြင်အတက်ကလေးလေးကြည့်တော့၄၅နှစ်လောက်ပဲရှိအောင်မယ်ဒါကြောင့်မလို့လေကျမတို့ကလေကောင်းတဲ့အမှုအကျင့်နေအမျိုးသမီးတွေဂုံတိတ်ခါရှိတဲ့အစင်တန်းမြင့်တဲ့အမျိုးသမီးတွေကျမတို့ကလေ smart ဖြစ်ပြီးတော့လေ လူတိထင်ရှားပေါ်လွင်အောင်လုပ်လို့ရပါတယ်အစင်တန်းမြင့်တော့เนาะဂုံတိတ်ခါရှိတော့เนาะပုံစံမျိုးနဲ့လုပ်လို့ရပါတယ်ဟုတ်လားကျမဆိုရင်လေကျမဘာမှမလုပ်တတ်ဘူးကျမကိုမြင်တယ်မဟုတ်လားဒါပေမဲ့ကျမဘယ်နီးလန်းနဲ့ဖောက်တယ်လဲကျမ speech တွေပြောပြီးတော့မှကျမပြောပြီးတော့မှဖောက်ပေါက်မြောက်တယ်ဟုတ်လားကျမဘယ်နေရာဖော်လဲ노တွေဖော်ပြလားရင်ရင်သားတွေဖော်ပြလားဖင်တွေဖော်ပြကျမကိုလုံးတကိုလုံးတောင်မှပဲတချို့တော်တော်များများမမြင်ဘူးကြဟုတ်တယ်နော်ဆိုတော့ဒါပေမဲ့ ကိုကအစင်တန်းရှိရှိနဲ့ပြောဆိုနေထိုင်ပြုမူရင်လေသူ့ဟာသူအတိမတ်ပြုလာပါလိမ့်မယ်အဲ့တော့ no ဖို့မှဆိုရင် no ဖို့တဲ့ဂုံတိတ်ခါအစင်တန်းလောက်ပဲသွားမှာပေါ့ဖင်ပြမှဆိုဖင်ပြတဲ့ဂုံတိတ်ခါအစင်တန်းမှာပဲရှိနေမှာပေါ့အဲ့တော့အစင်တန်းမြင့်တဲ့အမျိုးသမီးအနေနဲ့တကယ်လို့ဒီ social ပေါ်မှာနာမည်ကြီးကျင်ရတယ်ဆိုလို့ရှိရင်လေကျွန်မပြောတာဟာလေအာ ကိုဟာကို create ပေါ့ကိုဟာကိုတခုခုကိုဖောက်ထွင်းပြီးလမ်းကြောင်းတခုခုနဲ့ဒီလိုလေးသွားကြစေချင်တယ်အဲ့တော့လေဟာဆက်စီနေလုပ်တယ်ဆိုတော့တချို့ဆိုအရွယ်နဲ့ဘလို့မှအဆင်မပြေတဲ့ပုံစံတွေကိုလေလုပ်နေကြတာဘလို့ဘလို့မှကိုကြည့်ရတာအဆင်မပြေဘူးနော်အဲ့တော့ဘာဖြစ်လဲဆိုတော့နောက်ဆုံးလေတိုင်းပြည်ပါတိတ်ခါကြတယ်အမလေးနှုတ်ဆုပ်ကုတ်ဆုပ်တွေတိုင်းပြည်အောက်တန်းစားတွေတိုင်းပြည်ကြည်စမ်းဒီတိုင်းပြည်ကဒီလိုမျိုးတွေကြည်စမ်းဒီတိုင်းပြည်ကမိန်းမတွေကဒီလိုမျိုးတွေ တဒီလူမျိုးတွေကဒီလူမျိုးတွေเนาะဟဲ့ဒီနိုင်ငံသားတွေကဒီလူမျိုးတွေဆိုပြီးတိုင်းပြည်အထိပါဆိုရှယ်ဆိုတာကဘာကိုပြန့်နှံ့တာเนาะဆိုတော့အဲ့လူမျိုးလေးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်မတစ်ခါတလေတွေးတယ်တစ်ခါတလေကြာရင်လို့လုတ်ပိုင်ခွင့်အာဏာရချင်တယ်ကျွန်မလုတ်ပိုင်ခွင့်အာဏာရရင်လေကျွန်မကတော့လေအဲ့ဒီဟာတွေကိုကျွန်မအရင်ဆုံးနှိမ်နေမှာကျွန်မအဲ့ဒီဟာတွေကိုအရင်ဆုံးတစ်ခါတည်းကိုလေကြာကြာနာနာတစ်ခါတည်းစီကန်းရှိရှိဂုံတိတ်ခါရှိရှိဖြစ်အောင် နောက်တစ်ခါပေါ့အနုပညာရှင်တွေရဲ့ influence တွေလည်းပါတာပေါ့နော်ကျွန်တော်တို့ဟိုတလောဝဆိုတာဟိုဟိုစင်ပေါ်မှာစတိတ်စင်ပေါ်မှာဆဲတဲ့ကောင်လေးနော်ဝင်းလာနော်သူတို့ဆိုရင်ကြည်ဘလောက်တွေဂျလီဘီဆန်လိုက်လဲဝစ်တာစားတာနော်ဆိုတော့ဘယ်ဟာကို inspire ယူလဲဆိုတော့နိုင်ငံညာအမှုပညာရှင်တွေရင်ဟာ inspire ယူတယ်ဘယ်လိုပုံစံမျိုးကိုတူပြီးပြောလဲဆိုတော့နိုင်ငံညာ rapper တွေကတစ်ချိန်လုံး တစ်ချိန်လုံးဒီဒီဆဲဆိုပြီးပြောဆိုနေတာတွေကို inspire ယူပြီးတော့မှအဲ့ဒီပုံစံนี่အတုခိုးပြီးတော့မှဒီမှာဆဲဆိုပြီးတော့မှပြောဆိုတယ်ကိုတိုင်းပြည်ဟာဗုဒ္ဓဘာသာတိုင်းပြည်ကိုတိုင်းပြည်ဟာအလောက်ထိလက်တင်ခံနေသေးတဲ့တိုင်းပြည်မဟုတ်ဘူးဆေမောင်မှာမူယူပြဲကွယ်တယောက်နဲ့တယောက်နဲ့ဆွေလွေရန်အာတခါတည်းကိုဘောင်းမီတွေဝတ်ထားတာဆိုလဲဘောင်းမီဆိုတာခါပေါ်မှာ smart တက်ကြနဲ့ရှိတာမဟုတ်ဘဲနဲ့ပေါင်လေတွေကိုရောက်နေပြီးဘောင်းမီတွေကနော်ဆိုတော့အဲ့လိုပုံစံนี่ပုံမကြပန်းမကြအဲ့လိုမျိုးဆိုရင်အတုခိုးအရန်လွယ်တယ် နော်တကယ်ကိုနှိတဲ့တိုက်ဒီလုံးဝ smart ကြကြဆိုလို့ရှိရင်ကျမတို့တွေအတူခိုးတာခဲရင်ပါတယ်အဲ့တော့အမျိုးသမီးတွေပေါ့အဓိကတော့နော်အမျိုးသမီးတွေရဲ့တရုပ်ပြက်အပြုတ်အမူတွေ TikTok ပေါ်မှာပို့ဆိုတယ် Facebook ပေါ်မှာထက်ဆိုတော့လေကျမသာလေလုတ်ပိုင်ခွင့်ရှိတဲ့အာနာရှိရင်ကျမအဲ့ဒါတွေအရင်နှိမ်နှင်းခြင်းတယ်သိလားတခါတလေကျရင်အဲ့လိုတွေးမိတယ်နော်အဲ့လိုတွေးမိတယ်ကျမအဲ့လိုတွေးမိတယ်ကျမတို့အမျိုးသမီးတွေဘဝအဆင့်တန်းမြင့်မာဖို့ ျွန်မအဲ့ဒါအာနာရခြင်းနဲ့တခါတလေကြာရင် လုတ်ပိုင်ခွင့်ရခြင်းနဲ့တခါတလေကြာရင်အဲ့လိုလေးစိတ်ထဲမှာဖြစ်မိတယ်နော်မြင်ရတွေ့ရတာအစင်